တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမယ် channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရစေ PNL နဲ့ပတ်သက်လို့လည်းပြောဦးမယ်တာဖုံးကျော်မင်းတို့တိတ်များတယ်မင်းတို့လူရောက်မာတွေဆိုတာတနိုင်ကြံလုံးတကဘာလုံးမြင်လာတော့မယ်မင်းတို့မင်းတို့တိတ်များတယ်စောက်စီကန်ကလနာဘာမှမရှိဘူးဟုတ်ပြီလားမင်းတို့အာနာရှင်ကိုတိုက်တာမဟုတ်ဘူးမင်းတို့ကိုယ်ပိုင်အခွင့်ရရှာပြီးတော့ 闽路建了路了，啊，到处去了路又慢的，听到没呢？好了，大鹏脚，快马大、快马大，听老师来讲的话，上安龙爸妈没修，上西江爸妈没修，上仙来没修，看快马大、海角大鹏脚，啊没有，快马大路标的，对了呢，听老的来讲，上仙的八万没有，他看哎呀，江边啊，弄的嘞。 ခိုင်းမတာမင်းတို့လို့စောက်ဆင်းကများกว่าဟွန်းဆိုတော့ဒီနေ့ကတော့ဗတ်မအုဆုံးအနေနဲ့ကျတော့ကချင်ကော်ခါ ကောရခဆိုတာကအရင်တုန်းကကျတို့ဒီ23ဒေါ်လာရင်းမရောက်ခင်မှာတော့ကျတို့ဒီကောရခတွေကိုဘယ်တော့အခါမှမတနေ့ကြလို့ရှိရင်ကျတို့ဒီစစ်ခွေးတွေကိုဒေါ်လာနဲ့ထဲမှာကောရခလိုမျိုးတွေဟာပါလာမယ်လို့အိမ်မထဲမှာလည်းမမက်ခဲ့ဘူးပြီးလို့ရှိရင်သူတို့ကဒီလောက်အထိကိုယ့်ရဲ့ကချင်ပြည်နယ်ကိုချစ်ကြမယ်လို့မထင်ခဲ့ဘူးเนาะ ဒါပေမဲ့ဒီနေ့23ဒေါ်လာရေးရောက်လာတဲ့အခါမှာကျောရုတ်ကချင်ပြည်နယ်မှာ ရှိတဲ့ကောရဟခါရီဟာဒီလိုအထိကိုယ့်ရဲ့ကချင်ပြည်နယ်ကိုချစ်တယ်စစ်ခွေးတွေကိုဘလောက်မုန်းတယ်ဆိုတာကိုတိတိတတ်တမြင်လာခဲ့တယ်ဆိုတော့အခုဒီကောရခါဒီဘက်ကနေမှတပ်ရင်းအကြီးကြီးအနေနဲ့ကျောရုတ် KIA ရဲ့လက်အောက်ထဲမှာရှိနေတာဖြစ်တယ်ဆိုတော့အခုသူတို့ကိုကချင်ကောရခါလို့ခေါ်တယ်နော်ဆိုတော့ကချင်ကောရခါရီရဲ့ အောင်ပွဲနဲ့ပြန်လာတဲ့ဗီဒီယိုတက်သေးလေးကိုအရင်ကြည့်ရအောင်နော် ါကတော့ရှေ့တန်းတနေရကအောင်ပွဲခံပြီးမှပြန်လာတဲ့ကျွတို့ကချင်ကော်ရခါတွေကိုပြည်သူဒီဘက်ကနေမှဝမ်ပန်တတာနဲ့ဟမ်တပြေခက်နဲ့ကြိုးဆိုခဲ့တဲ့ဗီဒီယိုလေးဖြစ်တယ်ဒီချိန်ထဲမှာပဲကျွန်မဗမိုသတင်းနဲ့ပတ်သက်ပြီးတော့ update လေးလုပ်ပေးချင်တယ်မနေ့ကမတ်လ9ရက်နေ့မှာတော့ကျွတို့အောင်ပွဲလို့ပြောလို့ရတယ်ပထမတစ်ခုကတော့ကျွတို့ဒီစက်ခခ27ကနေမှမနေ့ညကပြစ်လိုက်တဲ့ ညမှာကြည့်လို့ရတဲ့ကင်မရာပါတဲ့ night vision drone ခုနှစ်စင်းကိုပစ်ချနိုင်ခဲ့တာဖြစ်တဲ့ဒါကြောင့်စကခ23ရက်အဲလှုပ်ရှားမှုအတော်လေးအခက်ခဲဖြစ်သွားတယ်လို့သိရတယ်ဒါကြောင့်မို့ပဲဒီမနေ့ကျတော့တို့ဒီစခန်းတစ်ခုကိုကျွတ်တော့ KIA ဘက်ကနေတွားတိုက်မယ်လို့လာတဲ့အခါကျတော့တယောက်မှမရှိတော့ဘူးတို့ထွက်ပြေးကုန်တယ်အဲ့လိုမျိုးတို့ရဲ့ night vision ပါတဲ့ drone ခုနှစ်စင်းကိုပစ်ချနိုင်ခဲ့တာကြတော့ အခု white train your mi35 နဲ့ your layin အပြတ်တက်လာကျင်းနေတယ်နော်နောက်တစ်ခုကတော့ဒီစက္ကခ27ရဲ့အဓိက စခန်းတွေဖြစ်တဲ့စခန်းငယ်၃ခုကိုလည်းပဲကျွန်တော် KAD နဲ့အတူပူပေါင်းတော်လာရေးဒီဘက်ကနေမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်ဆိုတော့မနေ့ကတော့ night vision drone ခုနှစ်စင်းကို ပြစ်ချနိုင်ခဲ့တယ်ပြီးလို့ရှိရင် quiz ခန်း၃ခုကိုလည်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ် စခန်း၃ခုကိုတိမ့်ပိုင်နိုင်ခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီစခန်းရဲ့နာမည်တော့ပြောပြလို့မရသေးဘူးเนาะဒါကမနေ့ကဒီနေ့ဥစ္စာကိုအရှိတော့မဟုတ်တိုးတိုးလေးနားထောင်ကြည့်အောင်ညနေရောင်ကြောင်ကြောင်ရဲ့ရှိပန်းနူဝန်တိုင်းနေငါအေးဟိုရတော့အတုပနာကိုရရှိခွေးငါတညင်းတင်းတဲ့ရှင်းတော်နာရရုတော်ဝင်ရချိုးကိုအဲ့ရှိမှုမအချင်းချလို့မန်မောမဆလို့မဆလို့ညညီမပရာမဆလို့ဖောင်မဆလို့ငါဆလို့ အောင်တောင်ချေလို့အောင်တောင်ချန်ချေလို့အခု Telegram မှာနိုင်နေတဲ့ဗမော်တရင်နော်ဆိုတော့အခုဒီနေ့မနက် March 10ရက်နေ့မှာတော့စစ်ခွေးတွေခိုးအောင်နေတဲ့စီပမ်တခုကို မီးရှို့နိုင်ခဲ့ပြီအခုဒီမနက်မနက်ကစစ်ခွေးစခန်းတခုက တိုက်ဆံမလို့ပဲနဲ့တိုက်ဖို့လာကြည့်တဲ့အခါတော့စစ်ခွေးတွေတကောင်းမှမကြဘူးအကုန်ထွက်ပြေးသွားပြီဆိုတော့အခုစက်ခခက လက်တကမ်းပဲလူတော့တယ် ဆိုတော့အခုကျမတို့ကြားရတဲ့အခါမှာဘမိုးမှာ စခန်းတွေအများကြီးတိတ်နေနော်ဒါမဲ့ရှိသေးတယ်ဘမိုးမှာစစ်ခွိစခန်းအများကြီးရှိတာဆိုတော့မနေ့ကလည်း၃ခုရခဲ့တယ်နော်အခုကျမတို့ဒီဘမိုးမြို့ဝန်းကျင်ထဲမှာပဲကျမတို့အခုစခန်းတိတ်ခဲ့တာ၁၀ခုကြောကြောလေးရှိပြီဒါပဲမဲ့ရှိသေးတယ်နော်ဆိုတော့ပြီးလို့ရှိရင်ဘမိုးမှာဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်ဒါတော့ဘမိုးတည်း ပြီးရင်ကျတော့နောက်တည်အတူနဲ့အရင်သွားမယ်နော်ကရင်ပြည်နယ်ဒီတန်တောင်ကြီးမြို့နယ်မှာရှိတဲ့စစ်ခွေးတွေရဲ့စခန်းဖြစ်တဲ့တပြည်ညွန့်ခွေးစခန်းကို KNLA နဲ့ပူပေါင်းတော်လှန်ရေးဒီဘက်ကနေမှာမတ်လ9ရက်နေ့တနအီလောက်မှာစတင်တိုက်ခိုက်ခဲ့တာရှိရက်နေ့မှာအပီတတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့ခွေးစေကောင်ကို မြီးဖုတ်မြီးကင်လောက်လိုက်နိုင်တယ်။ခွေးအကောင်20ကတော့စခန်းစွန့်ပြီးမှထွက်ပြေးသွားတာဖြစ်တယ်။ပြီးလို့ရှိရင်အဲ့စခန်းတိုင်ပွဲမှာကျွန်တော်တို့တည့်ရတိုင်းပဲเนาะစခန်းတိုင်ပြီဆိုလို့ရှိရင်တော့မြီးရှုပ်ခဲ့နိုင်ခဲ့တယ်။ဆိုတော့အခုဒီထွက်ပြေးသွားတဲ့ခွေးအကောင်20ကိုဆက်လက်ပြီးတော့ရှင်းလင်းနေတယ်ဆိုတာလည်းသိရတယ်။ပြီးရင်ဒပြိုင်ထဲမှာပဲမတ်လ9ရက်နေ့မနေ့က အညနေပိုင်း၄နာရီခွဲမှာဘကိုးတိုင်းတောင်ငူခရိုင်ကျွဲပွဲမြို့နဲ့ညောင်ချေတောက်မြို့အကြမ်းမှာရှိတဲ့ဒီရန်ကုန်နဲ့မန္တလေးကားလန်အနီးမှာရှိတဲ့ကြောက်တိုင်ကျေးရွာမှာရှိတဲ့စစ်ခွေးစခန်းတွေကိုပြည်သူ့တပ်မတော်ပူပေါင်းရေးတပ်ဖွဲ့ကနေမှာ ဝင်ရောက်တက်ခတ်ခဲ့တဲ့အခါမှာအဲ့မှာလဲခွင်းကားကောင်ကိုမြစ်ဖုံမြစ်ကင်လုံနိုင်ခဲ့တယ်။ပြီးရင်တနတ်၆ခုရရှိခဲ့တာဖြစ်တယ်။ဆိုတော့ခဏတုန်းကတော့တပြေညွန့်စခန်းเนาะတပြေဆိုတာတို့နဲ့မတိုင်ဘူးเนาะခဏတုန်းကကျွန်တော်ကချင်ကောရခါတွေကိုကျူဆိုတဲ့အခါမှာတော်လိုင်းရဲမိသားစုဒီဘက်ကနေမှတပြေခက်နဲ့ကျူဆိုခဲ့တယ်။ ခွေးတွေနဲ့ကတပြေးဆိုတာအလံဝေးတဲ့အချိန်ဖြစ်တယ်เนาะတပြေးဆိုတာအရင်တုန်းကတော့မြင်ဘူးတယ်ကိုင်းခဲ့ဘူးတယ်တွေ့ခဲ့ဘူးတယ်အခုကတော့သူတို့ဘဝမှာအိမ်မက်ပဲရှိခဲ့တယ်ဒါကြောင့်တပြေးနဲ့မကိုက်တဲ့အတွက်ကြောင့် KNLA ကနေမှ တပြေးစခန်းကိုလည်းပဲတင်ပိုက်နိုင်ခဲ့တယ်မြှို့နိုင်ခဲ့တယ်เนาะပြီးရင်နောက်တစ်ခုကတော့ဘကိုးတိုင်းမှာရှိတဲ့ကပ္ပဆဆက်ယုံနဲ့ဆယ်မိုင်လောက်မှာရှိတဲ့ ညောင်ကျိုးစခန်းမှာရှိတဲ့စစ်ခွေးတွေနဲ့ကျတို့အေအေနဲ့ပူပေါင်းတော်လာရေးတွေဘက်ကနေမှခုအချိန်ထိပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေတယ်။အဲညောင်ကျိုးစခန်းကြတယ်ဆိုလို့ရှိရင်တို့ရဲ့ကပ္ပဆ စက်ယုံဒီအတွက်အန်ဒီရရှိတဲ့အတွက်ကြောင့်သူတို့ကဒီညောင်ကျိုးစခန်းကိုမကြဖို့ရန်အတွက်ဆိုပြီးမှဒီမော်ဘီဘက်ကနေမှစစ်ကူတွေအများကြီးပေးတာဖြစ်တဲ့ဆိုတော့အခုဒီမော်ဘီမှာရှိတဲ့ခမရ373ခမရ901ခမရ902ခမရ903ဒီတက်ရင်3ခုကနေလည်းပဲတက်ရင်တစ်ခုကို140စုပြီးမှအခုဒီညောင်ကျိုးစခန်းကိုပို့နေတယ်သူတို့ကညောင်ကျိုးစခန်းမကြဖို့အရေးကိုအခုဟိုအင်အားတွေလည်းအမျိုးမျိုး မျိုးထပ်ဖြစ်နေတယ်ပြီးလို့ရှိရင်လည်းမကြဖို့ရန်အတွက်ပါရာမော်တာဒီပါတုံးပြီးမှပြင်းပြင်းထန်ထန်ခုခံနေတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုး sit in အရင်များလာတဲ့အခါမှာတို့မှာစားတောက်ဖို့ရန်အတွက်အခက်ခဲရှိတယ်ဆိုတော့အခုဒီဘကိုးတိုင်းကြောက်တောင်မြို့နယ်အုတ်ချင်းမြို့ပြည်တော်သားရက်ွက်မှာရှိတဲ့အုတ်ချုပ်ရဲမှုအောင်ကိုကနေမှာ ဒီမတ်လ3ရက်နေ့ကနေမှမနေ့စာရောညစာရောပူပေါင်းပြီးမှချက်ပို့ရမယ်ဆိုတော့အတင်းအတမအမိန်ကိုထုတ်ထားတာဖြစ်တယ်ဆိုတော့ဒီနေ့ပြည်သူတွေကကိုယ့်ရဲ့စာဝတ်နေရတောင်ခက်ခဲနေတဲ့အချိန်မှာစစ်ခွေးတွေကနေမှဒီလိုမျိုးလုပ်တာပြီးလို့ရှင်အမဥဆောင်နေတဲ့အုတ်ထုတ်ရဲမိုးအောင်ကိုအခုသူကတော့အသက်ရှင်နေရှိသေးတယ်ဆိုတော့ကျွန်တော်တော်လာရဲတွေဘက်ကနေမှရှင်းလိုက်တဲ့အခါမှာတော်လာရဲတွေကအကြမ်းဖက်အလုပ်ကိုလုပ်တယ်လို့မပြောနဲ့နော် ဆိုတော့ဒီအောင်ကိုလည်းဘယ်အချိန်ကြွသွားမလဲဆိုတော့ကျမတို့မကြမီမျောဖြစ်လာမှာနော်အဲ့ချိန်ကြမှာပဲတော်လရဲတွေကအကြံဖက်ကိုလှုပ်ဆောင်တယ်လို့မအော်ကြတဲ့ဘောမတွေဘောမျောတွေနော်နောက်တရင်တပုတ်အနေနဲ့ကတော့ကျောက်ဗီဒီယိုတော်တော်လေးကြည့်ရအောင်နော်ရနကမိတေးရလာမေးတဲ့မစ္စောင်းတိုးလာရမ်းမပေါ်မထွက်နေတဲ့သူရဲ့ကောင်းတဲ့ကိုရှိုးလာဖြီးသူတွေကိုမောင်းတင်ပြီးပြည့်တဲ့မြက်လက်မချိုးလာအထက်ကမေးပေးလို့ပါဆိုရင်ကိုမေကိုပြန်လို့လာ sorry shit i saw and shiny saw the day man need i i do your time di shao ko ko ni ya nai ga ma pu ko kai ni hla ki du ki da di saw ya ni lo ma ala pyai di ni do san a pya ma ti u ma na pya a show a show dai me tu do di la ma kha ma sa ka ni sai kai ni de no pi du ko tai ya naw da ka pi du ye lo ma shi la on saw kwa ba pya kan ma aku di ma tui ya de ကလေးလေးကတော့เนาะဒီဗီဒီယိုကိုတော့ဘယ်အချိန်မှာရိုက်ထားတယ်လဲဆိုတော့မသိဘူးဒါပေမဲ့အခုဒီဘောမာတွေရဲ့ channel ထဲမှာအာသူတို့ကအားလုံးတင်နေကြပြီ ဆိုတော့အခုကျွန်မရဲ့ဗီဒီယိုကိုကြည့်တဲ့သူတွေအားလုံးကျေးဇူးပြုပြီးမှဒီကလင်းနဲ့တည်တဲ့လူတွေနော်ဆွေမျိုးသားချင်းတွေကိုရှိလို့ရှိရင်အမြန်ဆုံးကြွတော့အကြောင်းကြရအောင်သူကတော့နည်းနည်းလေးအန်ဒီဖြစ်နေတယ်လွတ်မြောက်တဲ့တနေရာကိုသူသွားဖို့တင့်ပြီဆိုတဲ့အကြောင်းလဲကြွပြောချင်တယ်ဆိုတော့အခုကျွန်မနဘေးနားမှာတင်ထားတဲ့ပုံကိုကြည့်ရအောင်ဒီဥစ္စာကအခုဒီဘောမတွေရဲထားတဲ့စာဖြစ်တယ်ဆိုတော့အခုသူ့အတွက်ကအန်ဒီရှိတယ် သူ့ပုံစံကြည့်ရတာငေလေအရန်ငေသေးတဲ့ခလေးဖြစ်တယ်။ဒါကြောင့်သူနဲ့သက်ဆိုင်တဲ့သူတွေကိုတိတဲ့သူတွေအမြန်ဆုံးအကြောင်းကြားသတင်းပေးပို့ရအောင်လို့ပြောချင်တယ်။နောက်တစ်ခုကျမဒရိပေးချင်တဲ့ဥစ္စာကကိုကလွတ်မြောက်နေမြေကိုလုံးဝမသွားနိုင်သေးဘူး။ကိုကလည်းငေလေငေသေးတယ်ဆိုတဲ့အခါမှာဒီလိုမျိုး TikTok ဒီထဲမှာစစ်ခွေးတွေနဲ့ပတ်သက်တဲ့ဥစ္စာတွေကိုဘေးဆိုရှယ်မီဒီယာမှာမှမတင်ဖို့ရန်အတွက်တောင်းဆိုချင်တယ်။ ပြီးလို့ရှိရင်မိဘတွေလည်းကိုယ့်ရဲ့သားသမီးတွေဟာလွတ်မြောက်တဲ့နေရာကိုတွားနိုင်မဲ့အခြေအနေမရှိဘူးတွားမဲ့အရွယ်မရောက်သေးဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့သားသမီးတွေကိုဒါကမလုပ်ရဘူးဆိုတဲ့ဥစ္စာကျတော့မိဘတွေအရောက်စီတိုင်းလဲကိုယ့်အိမ်မှာရှိတဲ့သားတွေသမီးတွေနော်တူတူမလေးတွေကိုပြောရအောင် စစ်ခွေးတွေကအုံတော်လုံးဝရှိတာမဟုတ်ဘူးခွေယူပြန်လာတဲ့အချိန်ကျလို့ရှင်ကိုပဲထိခိုက်နစ်နာတာဖြစ်တယ်ဒါကြောင့်လွတ်မြောက်နေမြေကိုကိုသားသမီးတွေကတွားမဲ့အရွယ်မရောက်သေးဘူးဒါမှမဟုတ်လို့ရှင်အမျိုးမျိုးကြောင့်မတွားနိုင်သေးဘူးဆိုလို့ရှိရင်လုံးဝဆိုရှယ်မီဒီယာမှာခွေးနဲ့ပတ်သက်တဲ့ဥစ္စာမတင်ပါနဲ့လို့ကြွဒီကနေပြောချင်တယ်နော်ပြီးနောက်တစ်ခုကတော့အခု ခွေးကျဘူးပြန်လာတဲ့အခါမှာခွေးကျဘူးရဲ့ဘောလိုက်မှတဲ့အမှုပညာရှင်လို့ခေါ်တဲ့တရောင်းစားတွေကိုကြွပြောချင်တယ် အခုနင်းတို့ဒီခွေးကြဖို့လွန်ခဲ့တဲ့တရုတ်ပြည်ကပြန်လာတော့ကလည်းအခုငိန်ချမ်းနေအုံတီးဒီဒိန်းတောင်တွေနင်းတို့သတိထားပါမနေ့ညလည်းကျွန်မပြောပြီးပြီစီးရီးယားမှာအာဆတ်ကိုတစ္ဆာခံထားတဲ့သူတွေကို အခုထုတ်ဖော်ပြီးမှခွေးလို့ နော်လက်ဖက်ကုံးသွားပြီးမှခွေးလိုဥခိုင်းတယ်အခုဒီဥစ္စာလဲ Telegram ဒီထဲမှာကြဲကြဲပြန့်ပြန့်တင်ထားပါတယ်ဒါဒီကိုကြည့်ထားပါအခုနင်းတို့အလဲရောက်လာလို့ရှိရင်နင်းတို့ကိုဒီထက်ပိုပြီးမှဆိုးတဲ့နေရာမှာနင်းတို့ကိုလောက်ခိုင်းမှဖြစ်တယ် နော်ဒီစီးရီးယားမှာတော့အဆက်ကိုတစ္ဆာခံတဲ့လူတွေကိုသူတို့ကရှာဖွေဖို့ထုတ်မှလုပ်ရတယ်အခုမြန်မာနိုင်ငံမှာရှာဖွေရှာတော့မလို့ဘူးဘသူကဘသူဘာဖြစ်တယ်ဆိုတာနေ့စဉ်ကြွားလို့သိနေတာဖြစ်တယ်နေ့တော့ကိုပေတော့မှအလွတ်မထားဘူးဆိုတော့လေမြင်မြင်မှတ်ထားပါ နော်ပြီးလို့ရှိရင်နောက်တရင်တပုတ်အနေနဲ့ကတော့ခြံအမတ်94နဲ့ပတ်သက်ပြီးမှကြွားပြောချင်တာဖြစ်တယ်ဆိုတော့အခုဒီခြံအမတ်94ကို အခုလေးလံတင်တာဟာဒီတစ်ခါနဲ့ဆို၄ချိန်ဖြစ်ပြီဒီချမ်းမ94ကိုလေးလံတင်ဖို့ရတော့အောင်ဆောင်ဦးနိုင်ပြီးမှလေးလံတင်ရတဲ့အခွင့်အခါကိုသူရတာဖြစ်တယ်ဒါကြောင့်အခုအောင်ဆောင်ဦးကတော့လွန်ခဲ့တဲ့အချိန်မှာ395ဘီလီယံနဲ့ရောင်းတယ်သူတို့ရဲ့ချမ်းကြမ်းမှာပဲเนาะအောက်ကိုကျလာတာအပေါ်တက်မလာဘူးပြီးနောက်ကျတော့ဒုတိယအချိန်ကျတော့ 300ဘီလီယံနဲ့ရောင်းတယ်နောက်တတိယအကြိမ်ကျတော့198ဘီလီယံနဲ့ရောင်းတယ်အခု၄ကြိမ်190ဘီလီယံနဲ့လေလံတင်ဖို့ရန်အတွက်ဆိုပြမှာဘာလဲရှင့်နေနေလုတ်ထားတာဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်တော့လဲကျမလဲခဏခဏပြောပြီးပြီဖြစ်တဲ့အတွက်ကြောင့်တပ်ပြဟောင်းတော့ကျမထပ်မလန်တော့ဘူးဒါမဲ့ဒီတစ်ခါကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုတော့ လွန်ခဲ့တဲ့အချိန်တော့ဒေါအောင်ဆန်းစုကြည်ရဲ့နေတဲ့သူကတွေ့ဆုံပြီးမှစကားပြောခွင့်ရှိတယ်။နော်ဒါပေမဲ့ဒီမကောင်းတဲ့မိစ္ဆာတွေမကောင်းတဲ့အရာကိုလှုပ်ထားတဲ့အတွက်ကြောင့်သူတို့ရဲ့အပြစ်တွေကဘူးပေါ်တယ်လို့ပေါ်လာမှာစိုးတဲ့အတွက်ကြောင့်ဒေါအောင်ဆန်းစုကြည်နဲ့ဘုဒ္ဓကိုမှလည်းတွေ့ဆုံခွင့်မပေးဘူး။ဒါကြောင့်ရှဲ့နေဒီလေဒေါအောင်ဆန်းစုကြည်နဲ့ဆွေးနွေးလို့မရတဲ့အတွက်ကြောင့်အခုဒီလေလံ ဆွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေဆ iam တော်မာလာညွန့်တို့ကနေမှဒေါအောင်ဆန်းစုကြည်ရဲ့ဒွဘောထားမှာပါဘူးဆိုပြီးမှညင်းဆိုတဲ့အရာရှိတယ်ဒါကိုအခုခိုဘက်ကနော်ခွေးဘက်ကဒေါအောင်ဆန်းစုကြည်ကသူ့ရဲ့ရှေ့နေတွေကိုအာဏာအကုန်ပေးထားပြီးသားဖြစ်တယ်လို့ပြောတယ်ဆိုတော့အဲ့ဥစားကလွန်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်နဲ့သူ့ရဲ့ရှေ့နေတွေမြင်တဲ့အခါကျမှပဲပေးတဲ့အာဏာဟာအဲ့အချိန်ကတော့ပဲ တက်ဆိုင်တာဖြစ်တယ်။တောအောင်ဆန်းစုကြည်ကငါရဲ့ဘဝတစ်ခုလုံးအတွက်နင်းတို့ကိုအာဏာလွှဲပြောင်းထားတယ်။နင်းတို့လောက်ပိုင်ခွင့်ရှိတယ်ဆိုပြီးမှပြောထားမယ်လို့တော့ကျွန်မမထင်ဘူးเนาะ။တွတ်တွေ့တဲ့အချိန်မှာအဲ့အလတ်တလုံးမှာဖြစ်ပျက်တဲ့အရာတွေကိုလောက်ပိုင်ခွင့်ပေးတာပဲဖြစ်မယ်။ဒါကြောင့်မို့ပဲအခုဒီတစ်ခါလေလံဆွဲဖို့ရန်တွေ့လို့တဲ့အခါမှာလေတောအောင်ဆန်းစုကြည်ရဲ့ဆန္ဒမပါတဲ့အတွက်ဆိုပြီးမှသူတို့ကနေမှညှင့်ပယ်ထားတာဖြစ်တယ်။ဒါကိုတောအောင်ဆန်းစုကြည်ရဲ့အတိုက်အမြုံကိုအယမ်းဖြတ်ချင်တဲ့ဟိုဘက်ကန်ကလူတွေက ဝဲတာမဝဲတာမဝဲနိုင်လို့တော့မဟုတ်ဘူးเนาะဒါပေမဲ့ဝဲလို့ရှင်လဲတနေ့ကျရင်တို့စွန့်ရမယ်ဆိုတော့တိတဲ့အတွက်ကြောင့်မဝဲတာဝဲလဲမဝဲတလို့เนาะအခုဒေါအောင်ဆန်းစုကြည်ရဲ့အတိုက်အမြုံကိုတို့ဖျက်ချင်တယ်ဒေါအောင်ဆန်းစုကြည်ရဲ့အိမ်ကိုတို့မဝဲရင်လဲတယောက်ယောက်ကိုဝဲစေချင်တာဖြစ်တယ်ဒါကြောင့်မို့အခုလေလံဆွဲလို့ရှင်လဲတို့ကနေကောင်းကောင်းမဆွဲဘူးခဏဖြစ်စလက်ခပ်ပဲဆွဲတယ်ဆွဲပြီးပြန်တိမ့်လိုက်တယ်လို့ပြောတယ် တာကတော့ဘလိုပဲဆွဲဆွဲเนาะတကယ်ဟိုပွဲစည်းတန်းလိုပဲအော်ပြီးမှပဲရောင်းရောင်းဘာမှမဝယ်ဘူးဒါကရောင်းဝယ်ရဲ့လုတ်ရတဲ့အိမ်လည်းမဟုတ်ဘူးရောင်းစားလို့ရတဲ့အိမ်လည်းမဟုတ်ဘူးဆိုတော့ကိုအိမ်တသက်လုံးမပိုင်ဘူးတဲ့ဘောမာတွေနင်းတို့တိထားဖို့လိုတယ်နော်အသက်80ရောက်နေပြီဘယ်တော့အထီးတူနေနိုင်အောင်မှာလဲအခုတော့အောင်ဆန်းစုကြည်ဟာအသက်80ရှိပြီတော့အောင်ဆန်းစုကြည်ကိုချစ်ချင်းမုန်းချင်းနဲ့ခွာလိုက်ပါ ဒေါ်အောင်ဆန်းစုကြည်လို့လည်းမမြင်ပါနဲ့အဖွားကြီးတယောက်လိုပဲမြင်ကြည့်လိုက်ဒီအသက်80ရှိတဲ့အဖွားကြီးတယောက်နေထိုင်တဲ့အိမ်သူ့အတွက်ဒီအိမ်တအိမ်ပဲရှိတဲ့ဥစ္စာကိုဒီအဖွားကြီးကထောင်ကျနေတယ်ဒီအဖွားကြီးအတွက်ရှိတဲ့အိမ်လည်းဒါပဲရှိတယ်ဒါကိုသူထောင်ကပြန်လာတဲ့အခါမှာဒီအိမ်ကိုပြောင်းအောင်လုပ်ချင်တယ်နင့်တို့ရဲ့စိတ်သက်ကိုပဲနည်းနည်းလေးစဉ်းစားကြည့်လိုက်ပြီးရင်တာသမီကောင်းမဖြစ်လာတဲ့အောင်ဆန်းဦးကိုလည်းပဲ ကိုကိုကိုငါမှာအသက်80ရှိတယ်ညီမလေးတယောက်ရှိတယ်သူ့မှာတခြားအိမ်မရှိဘူးအခုလောလောဆယ်တောင်သူကထောင်မှနေတယ်သူ့ထောင်ကနေထွက်လာခဲ့တဲ့အချိန်မှာငါညီမဘယ်မှာနေမလဲဆိုတဲ့เนาะတော့အောင်ဆန်းစုကြည်လို့မမြင်ပဲနဲ့ညီမလေးတယောက်လိုပဲစဉ်းစားကြည့်ပါဘလို့ခံစားတယ်လဲအော်ဒါမှမဟုတ်လို့ရှိရင်ငါမှာကငါကလွဲရင်ဘသူ့ပေါ်မှမခံစားတတ်ဘူးဆိုတော့စိတ်ရိုင်းရှိသလား ဒီနေ့ကျွဲတို့မြန်မာနိုင်ငံဟာပရဟိတတွေအများကြီးအဲလောက်ကြတာဖြစ်တယ်တချို့ဆိုလို့ရှိရင် Facebook ထဲမှာအများကြီးတွေ့တယ်ကလဲမမွေးနိုင်တဲ့လူတွေတချို့ဆိုလို့ရှိရင်ပလုံကောက်စားတဲ့လူတွေတချို့ဆိုရင်အစာမစားနိုင်တဲ့သူတွေကိုပတ်စံဘလောက်နဲ့ဘလောက်ကြွေးလိုက်တယ်เนาะကိုနဲ့အမျိုးမတော်ဘူးကိုတောင်မတိတဲ့လူကိုတောင်တလောက်ကိုညီတဲ့နိုင်ငံเนาะကျွန်တော်မြန်မာနိုင်ငံကအ မျိုးသူ့တဘာပေါ်မှာစာနာတတ်တဲ့စိတ်သက်နဲ့ရှိတဲ့မြန်မာနိုင်ငံဖြစ်ရတဲ့နဲ့သူ့ဒစိမ့်ကိုတောင်ကျော်ရကရရရောရောပေးနိုင်ခဲ့ပေမဲ့ကိုယ့်ရဲ့ညီမဖြစ်တဲ့သွေးတော်တဲ့နှုတ်တလုံးကိုပဲစုတ်ခဲ့တယ်။တအိမ်တလုံးမှာပဲနေခဲ့တဲ့မအေးတယောက်ရဲ့နှုတ်ကိုအတူတူစုတ်ခဲ့တဲ့သွေးတစ်ခုထဲကနေမှဆင်းလာခဲ့တဲ့အကိုဟာကိုညီမကိုဒီလိုလောက်ရတာကတော့အံ့ဩစရာကောင်းတယ် နွားကွဲရင်ကြာဆွဲတယ်ဆိုတာပမာစကပုံရှိပါတယ်။အကိုဖြစ်တဲ့သူကကိုညီမကိုဂယုမဆိုင်မှာကတော့ခွေးတွေကပိုပြမဆွဲတာပေါ့။ဒါကိုတောင်မစင်စားတတ်တဲ့အောင်ဆန်းဦးလိုမျိုးကတော့ကြွတာဒီအောင်ဆန်းဦးဆိုတဲ့ဘုချအောင်ဆန်းရဲ့တားရဲ့ရှင့်မှာဖျက်ခဲ့ရင်ကြိခဲ့ရင်တောင်မှယွန်းစရာကောင်းတဲ့သူတယောက် အကိုကြီးအဖအရာဆိုတဲ့နေရာမှာမနေတတ်တဲ့လူတယောက်ပါလားဆိုတဲ့စိတ်နဲ့တော့ကြည့်မိမှာပဲနော် တိတ်ပြီးမှအောင်ဆရာကောင်းတယ်ပြည်သူတွေအားလုံးကြမ်းမပြုတ်ရှိကြပါစေ